ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ဘရန်ဘိုကတော့မန်ချက်စတာယူနိုက်တက်ရဲ့ကစားခဲ့တဲ့ပွဲမှာ၄ဂိုး၃ဂိုးဆိုတဲ့ရလနဲ့9နေပေါ့နော်ဆိုတော့သူတို့နဲ့တပြိုင်တည်းဆိုသူတို့ပဲနယူကာဆင်နဲ့ဘရိုက်တန်တို့ကျွန်တော်ရှင်ပိုင်ကစားတယ်တစ်ဖက်ကတော့2ဂိုးစီတီကျသွားတယ်ဝက်ဆမ်နဲ့ကျွန်တော်စပါးတို့ရှင်ပိုင်ကစားတယ်တစ်ဖက်ကတော့2ဂိုးစီတီကျသွားတယ်ဟိုဘရန်ဖိုးနဲ့မန်ချက်စတာယူနိုက်တက်ကစားပြီးတော့၄ဂိုး၃ဂိုးဆိုတဲ့ရလနဲ့ကျွန်တော်အဝေးကွင်းမှာကျွန်တော်ရှုံးနေဒီနေရာမှာ ဒီလူရှောကအုံကိုသွင်းတာပြီးလို့ရှိရင်အမြင်ဘောတွေနဲ့ဘောနော်လက်ပြဘောတွေတုံးပြီးတော့ခေါင်းတွေတိုက်သွားတာဝေစာရဲ့တရောကောင်းတဲ့ဒါ team play ကနေရလာတဲ့ brand foot အတွက်ဂိုးရဲဒါမူတွေကတော့တော်တော်ကောင်းခဲ့တာဘောနော် United ကတော့ဒါ Mason Mount အတွက် Mason Mount ဂိုးတွေပါရလို့နော် Mason Mount ကဂိုးတွေပါရလို့ဆရာကြီးနော်ဟိုပွဲထွက်ခွင့်တောင်မှ ဟိုပုံမှန်မိနစ်90အပြည့်မှာကစားနေတဲ့ကစားမှာ injury ပြဿနာအကြောင်းလုံးချပတ်ချလည်နေတဲ့အချိန်မှာအမေဆက်သမားဂိုးဒီပိုင်တွင်းသွားသေးတာနော်ဂနာချိုကလည်းတော်တော်ကောင်းတဲ့ကံချက်ကိုနေကိုဂိုးတွင်းသွားတာပါနော်အာမက်ဒီယာလေးပဲဂိုးကလည်းတော်တော်ကြီးကောင်းတယ်အထူးသဖြင့် injury ပြဿနာကြောင့်လာနေချင်နားနေရတဲ့အာမက်ကိုအများကြီးကျွန်တော်မျှော်လင့်ထားတာဒုတိယပိုင်းသူဝင်လာပြီးတော့ဂိုးတွင်းသွားတယ်၄ဂိုး၃ဂိုးကျွန်တော်နေပြပွဲပြီးသွားတယ်ပေါ့ဒီနေရာမှာ ် MOD ရဲ့အတင်းကတော့ဘယ်လိုပြောမလဲ MOD လောက်မှာတော့ဒီပရီးမီးယားလိနဲ့ပတ်သက်လို့ရှိရင်လုံးဝရက်လက်ကောင်တွေကရှိမနေဘူးပေါ့နော်ကျွန်တော်တို့ DRD မှာဆိုလို့ရှိရင် United ကဒီ15ပွဲ sorry 35ပွဲကစားတဲ့အချိန်မှာကျွန်တော်တို့ဒီ39မှတ်ကျွန်တော်ရထားတယ်16ပွဲဒီကျွန်တော်ရှုံးနေပြီးသွားပြီဒါဟာတတော်ကိုစိုးတဲ့နေသားပါအဲဒီလိုကျွန်တော်ဒီနေ့ပွဲစဉ်မှာဟိုပရိသတ်အများစုကတော့မျှော်လင့်ထားပြီးသားပေါ့လေသူတို့ပြင်ကျွန်တော် United ပရိသတ်တွေဆိုလို့ရှိရင် Brandfoot နဲ့ပွဲစဉ်ကတည်းကအချင်းကြီးမကောင်းဘူးပေါ့။ဘာလို့လဲဆိုတော့ပုံသေးအဖြစ်တောင်မှ ဘရန်ဖို့နဲ့ဆိုလို့ရင်ကျွန်တော်တို့ဒီဂူပြက်တွေဘာတွေနိုင်ဖို့ဆိုတာမျိုးကအင်မတန်ရှားတယ်အဲအရစ်တန်ဟာကြီးစရောက်ရခင်းတော့ငါဆိုလို့ရှင်4-1နဲ့ရှုံးတဲ့ပွဲရှိတယ်အဲ့ဒီနောက်ပိုင်းမှာဘရန်ဖို့ဆိုလို့ရှင်ကျွန်တော်တို့တည်ကြရင်ကြမကြရင်1-0နဲ့ရှုံး2-1နဲ့ရှုံးမဟုတ်ရင်9-9တော့မှ2-3နဲ့9-9မျိုး1-2နဲ့9-9မျိုးဒါမျိုးတွေနဲ့ပဲကျွန်တော်တို့လှည့်ပတ်နေတာဆိုတော့ကစားမားတွေအများကြီးအပြောင်းလဲလှုပ်ထားတဲ့ဒီပွဲမှာလေဟိုတိတ်တော့မမျောလင်းခဲ့ဘူးဒါပေမဲ့ကစားပုံကထင်ထားတာတဲ့ကျွန်တော်တို့အများကြီးကောင်းတယ်အများကြီးကောင်းတယ်ဆိုတော့ လူတွေထည့်ထားတဲ့ထည့်သုံးထားတဲ့လူစည်းရင်းရဲ့ကျွန်တော်တကယ်တကယ်ပေါ့နော်ကစားကစားတဲ့အခါကျွန်တော်ကစားပုံကပို့ပြီးတော့ကောင်းတယ်သူပြန်တိုက်စစ်မှာဆိုလို့ရှင်လူငယ်လေးကစားမဖြစ်တဲ့ဒါချီတိုအိုဘီကတပွဲလုံးကစားသွားတယ်နော်ပုံမှန်ပွဲထုတ်ခွင့်တော့မှမရသေးတဲ့မေဆန်ပေါင်းတို့မိနစ်အများစုပွဲထွက်ပြီးတော့ကစားသွားတယ်ဂါနာချူပါတယ်ပြီးရင်ကွင်းလယ်မှာလည်းအင်ဂျူဒီပြဿနာကြောင့်ယုံကန်ရတဲ့မိန်းနူးကအခုလက်ရှိဖိဖိချင်းပြန်ပြီးတော့ကစားနေတာတပွဲလုံးကစားသွားတယ်ဥကာဒီပက်ထရစ်ဒူဂူနော်ပြီးလို့ရှင်ကျွန်တော်ဟယ်ရီအာမက်စ်တို့လိုလူငယ်တွေပြီးလို့ရှင်ဖရက်ဒရစ်ဆန်တို့လိုလူငယ်တွေ ကိုသမားကလည်းဘိုင်ရင်တာเนาะဆိုတော့ဒီလစ်ပဲကျွန်တော်တို့ပါတာဗျပြဿနာကဒီလစ်လည်းပဲ injury ပြဿနာကြောင့်သူလုံးဝလဲလိုက်တယ်ဒါတော်တော်လေးဒီဒီနေရာမှာကျွန်တော်လုံးဝအပေါင်းလက္ခဏာမဆောင်တာသလိုဒီဒီလစ်ပဲရှိတာတော်တော်ကိုနှမျောစရာပါဘာလို့လဲဆိုတော့ injury ပြဿနာပြန်ကောင်းတာသူမကြသေးဘူးယူရိုပါလိမ့်မှာတော့မှသူကစားတာမိနစ်ကအကန့်အသတ်နဲ့ပဲသူကစားရသေးတာဒုတိယကြောင့်မှကျွန်တော်သူ့ကိုဘာလို့လူစင်းနေကိုပါလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတာဒါပေမဲ့ဒီပွဲမှာ injury ပြဿနာကြောင့်သူ့ကိုကျွန်တော်လူစားလဲလေးရတယ်တော်တော်ကိုနှမျောစရာပါကျွန်တော်တို့ကိုနှမျောစရာပါ အဲလူငယ်လေး Frederick Sin ကိုပါလို့ဆိုလို့ကျွန်တော်အမြင်ပေါ်တွေကတော်တော်ကြီးကိုလိုအပ်ချက်ရှိနေသေးပဲပေါ့နော်စီနီယာအသင်းကြီးမှာပုံမှန်ပွဲကစားဝင်တစ်ခုနဲ့ကစားဖို့ဆိုလို့ရင်လိုအပ်ချက်အများကြီးရှိသေးတယ်ဆိုတာကိုကျွန်တော်မြင်ရတယ်ဒီနေရာမှာ Luke Shaw တို့ပါလို့ကတကယ်ကိုဒေါ်လာထွက်เสียကောင်းတာစီနီယာ player တယောက်ဖြစ်ပြီးတော့ဗျာဒီလားနော်ပူကောင်းအောင်လုံးမပြနိုင်ဘူးနော်ကပတိန်လက်ဘက်ကူလည်းပတ်ထားသေးတယ်ဘေးကကစားမတွေကိုတွဲခေါ်နိုင်စွမ်းကျွန်တော်မရှိဘူးတွဲခေါ်နိုင်စွမ်းမရှိဘူးနော်ပထမစကလေးကအုံကိုတွေပါရင်ဒီကောင်ဝင်တော့မလို့တော်တော်လေးကန်ကောင်းလို့အခုလည်းပဲအုံကိုနဲ့ပဲသူအဆုံးသက်သွားတယ် အဲ့ဒီဘိုင်နာတို့ဘာလို့ဆိုလို့ရှင်လည်းပဲဂိုးသမားကအရင်ကတည်းကကျွန်တော်တို့အနေနဲ့နှစ်ယောက်ပေါင်းဖန်တောင်မှသူများဂိုးသမားတယောက်အချင်းကြီးကိုမမီဘူးဆိုတော့တိတ်တုံမပြောလို့တော့ဘူးကျွန်တော်တို့အသင်းအနေနဲ့မျောနေထားတဲ့အများကြီးပူကောင်းနေပွဲပါချီစွမ်းအရာကျွန်တော်စိတ်ပြည့်စရာဘာညာဆိုတော့ကကစားမတယောက်ချင်းစီတန်းရဲ့အချင်းကြီးကိုလည်းကျွန်တော်ပြောရလိမ့်မယ်ဖာနန်ဒက်စ်တို့ကိုလုံးဝအနားပေးခဲ့တယ်နောက်ပြီးလို့ရှင်ရဲ့ Resmes to Casemiro တို့လိုကစားမတွေကိုလုံးဝအနားပေးခဲ့ပြီးတော့မကွိုင်းရတို့ကိုဒီလစ်နဲ့အစားထိုးရတာမျိုးအာမက်တီယာတို့ကိုဒုတိယအိမ်မှာထည့်တာမျိုး ဂျူရူတို့ဘာတို့ကိုကျွန်တော်တို့ဘယ်တော့ဒါလူချောတို့နဲ့လဲတာမျိုးလင်နီလော့တို့ကိုလူငယ်လေးဖရက်ဒရစ်ဆင်နဲ့လဲနာမျိုးကြီးကျွန်တော်ရှိခဲ့တယ်။အဲပြီးတော့၄ခု၃ခုဆိုတဲ့ရတဲ့နဲ့ကျွန်တော်ပြီးသွားတယ်။ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲမှာကစားသွားတဲ့လူငယ်ကစားမတွေကဒီ Harry Amos တို့ဘာလို့ဆိုလို့ရှိရင်ပေါ့နော်တင်လာတဲ့ပို့ပြီးတော့ချင်းကြီးကောင်းတယ်တသိန်းလုံးရဲ့ကစားပုံကဒီဒီတော်တော်လေးအဆင်ပြေတာတယောက်တည်းထိုးထွက်နေတာမျိုးရောဒီမှာမရှိဘူးဒါပေမဲ့တချို့ပေါ့နော်စီနီယာအသင်းကြီးတွေနဲ့အပြည့်ကစားတဲ့ပွဲဒီမှာတော့မှပရီးမီးယားလိမှာဒီပွဲတော့အချင်းကြီးမကောင်းဘူးအဲကြောင့်ဒီပွဲမှာတော့ကျွန်တော်တို့ရှုံးနေသွားတယ် တော်တော်လေးပဲကျွန်တော်တို့ဒီယူရိုပါလိမှာအရေးကြီးတဲ့ပွဲစဉ်ရှိနေတယ်ဖိုင်နယ်တက်ဖို့ရှိနေသေးတယ်ဆိုတော့အဲ့ဒီပွဲစဉ်တွေကလုံးဝကစားမောင်းတွေခြံထားခဲ့တယ်ဂျားထဲမှာ3ရက်4ရက်လောက်ကျွန်တော်အနားရတယ် MOD နေနဲ့ဘယ်တော့ဖိုင်နယ်တက်အောင်သူဆွမ်းဆောင်နေမှာရမယ်ပရီးမီးယားလိမှာသူလုံးဝကိုလက်လွတ်ထားတာပွဲထွက်တာလဲလူစင်းနေတော့ကျွန်တော်အတင်းရဲ့အခြေအနေတွေကိုကျွန်တော်ကြည့်ရင်ဘလို့မှအခြေအနေမဟမ်းဘူးဆိုတော့ကျွန်တော်တို့ရဲ့အခွင့်အရေးရှိတဲ့ယူရိုပါလိကိုပဲကျွန်တော်ဒါဘယ်လောက်ထိနော်ကျွန်တော်ဆက်သွားနိုင်မလဲကြည့်ရမယ်ဆိုတော့ brand book ကတော့၄ခု၃ခုဆိုတဲ့ဂျာနယ်နဲ့ကျွန်တော်တို့ကအနိုင်ရသွားတယ်ပေါ့လေဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြပါလဲ ここまでの説明じゃあ、あらもちのみあいてもあれ。